ာရှင်တယောက်ဖြစ်တဲ့နမင်ကြီးအဆိုတော်ဖြူဖြူကျော်သိန်းဟာပြင်သစ်နိုင်ငံမှာကျင်းပတဲ့2025ခုနှစ်ကလမန်းညီလာခံမှာတက်ရောက်မင်ခွန်ပြောကြားခွင့်ရရှိခဲ့ပြီးသူကမီလီယော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုပ်ဆောင်တော်မယ့်အကြောင်းပြောဆိုလိုက်ပါတယ်။ကျွန်မဆက်လက်ပြီးတော့တိုက်ပွဲဝင်တော်မှာပါမီလီယော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုပ်ဆောင်တော်မှာပါကျမတို့မေ့ော့တော်မှာမဟုတ်ပါဘူး ။ဒီနေ့မှာတော့ငြိမ်းချမ်းမှုနဲ့တရားမျှတမှုဆိုတာတွေပြန်ရောက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောဆိုခဲ့တာပါ။အခုနှစ်ရဲ့6ကြိမ်မြောက်ကလန်မန်းညီလာခံကိုပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကနေ10ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံ for ဒေသန်ရှင်တက်ကြွလှုပ်ရှားသူကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့တတမဲတယောက်လေးဖြစ်တဲ့ဖြူဖြူကျော်သိန်းကဒီညီလာခံမှာတက်ရောက်ခွင့်ရရှိခဲ့တယ်လို့အဖွဲ့တချင်းကိုစပိန်ဘာသာနဲ့တီဆိုခဲ့တာကိုတွေ့ရပါတယ် အစိုးရဖြူဖြူကြော်သိန်းဟာစစ်ကောင်စီအာဏာသိမ်းကလေးကပြည်သူနဲ့အတူချက်တီခဲ့တာကြောင့်နိုင်ငံအတွင်းကနေထွက်ပြေးတင်းချောင်ခဲ့ရပြီးသူ့ရဲ့တဲဂီတောက်ပွဲတွေကနေရရှိတဲ့ရန်မုံငွေတွေကိုစစ်ဆောင်တွေနဲ့တော်လဲအင်အားစုတွေကိုလူဒန်းနေတာလည်းဖြစ်ပါရဲ့ရှင်။ ရန်ကုန်တိုင်းမှာတန့်ခိုင်ရဲ့ပါတီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွေဆိုင်းဘုတ်တွေဖျက်ဆီးခံရပြီးတဲ့နောက်တန့်ခိုင်ရဲ့ပါတီမဲဆွေဆိုင်းဘုတ်ရှိရာနေရာတွေမှာရဲတွေကိုအရက်ဝတ်နဲ့လုံခြုံရေးချထားဖို့နေပြည်တော်ကနိုဝင်ဘာလ7ရက်နေ့ဒီကနေ့ညနေမှာအမိန့်ထုတ်လိုက်တယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်သူတွေကပြောပါတယ် မနေ့ကကြောက်တန်းမျိုးနဲ့1နှစ်3ရက်ကွက်တွေမှာစိုက်ထူထားတဲ့ချက်ခါရဲ့ပါတီကိုစလီလောင်းရဲ့ဆိုင်းမုတ်တွေဖျက်ဆီးခံရပြီးနောက်အငိမ့်စားဘူချုပ်ကြီးအောင်လင်းတွဲစီစာရဲအကြောင်းကြားခဲ့တာကြောင့်နေပြီးတော့ကောင်စီကနေအမိန့်ထုတ်ခဲ့တာပါလို့အုတ်ချုပ်ရည်နဲ့နှိမ့်ဆက်တဲ့သတင်းရင်းမြစ်ကဒီဘူဘီကိုပြောပါရတယ်။ ကြောက်တန်းမြို့နယ်မှာဝင်ပြိုင်မဲ့ကြက်ခါရဲ့ပါတီအမျိုးသားလွတ်တော်ကိုစလီလောင်ဦးအောင်တီဟာပြည်သူလွတ်တော်ကိုစလီလောင်ဦးနိုင်ဝင်းတိုင်းဒေသကြီးလွတ်တော်ကိုစလီလောင်ကိုစလီလောင်တွေဖြစ်တဲ့ဒေါ်အင်းမင်းမော FPTP စနစ်နဲ့ဥမျိုးမြင့် PR စနစ်တို့ရဲ့ဆိုင်းမုတ်တွေဖျက်ဆီးခံရတာပါလို့မြို့ခန့်တွေစီကသိရပါဗျ။လက်တလုံးမှာဆိုင်းမုတ်ဖျက်ဆီးသူကိုမမိပေမဲ့လွတ်တော်ကိုစလီလောင်တွေက တန်လျေမြို့မရေစခန်းမှာပေါခုနှစ်မြေဆောင်2025ရွေးကောက်ဥပဒေပုံမှန်24ကာကြီးနဲ့အမှုန်ဖွင့်ထားတယ်လို့ NCDM တယောက်ကပြောပါရရှင်။ မန္တလေးတိုင်းပြည်ဥလွင်မြို့နယ်ရက်ွက်ကြီး၃မန္တလေးလာရှို့သောကာလန်ဘေကနိုင်စင်အနှင်းဖွင့်ထားတဲ့အောင်စပေစိန်ရွှေရတနာဆိုင်မှာနွေမာလာစနေရက်နေ့ဒီကနေ့မနက်ကဓမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီးဆိုင်လုံးကျုံရဲဝန်ထမ်းတယောက်တေဆုံးကဓမြတိုက်သူတယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့မြို့ခန့်တွေစီကသိရပါတယ် ်ဒီကနေ့မနက်၈နာရီခွဲက Honda Fit Cycle နဲ့ရောက်လာတဲ့အမည်မသိအမျိုးသား၂ယောက်ကရွှေစားအတွင်းကုန်ဝင်လာကတနက်ပစ်ဖောက်ပြီးဓမြတိုက်တာကြောင့်ဆိုင်ုံလုံးကျုံရင်ဝင်ထဲတယောက်တေဆုံကရွှေတွေကိုယူတော့တာပါလို့မြို့ခင်ကပြောပါတယ်တနင်္လာပြုတ်ခတ်ခံရလို့ဆိုင်လုံကျုံရဲ့ဝန်ထမ်းဦးစင်ဝင်းတေဆုံးပြီးဆိုင်အမျိုးသမီးဝန်ထမ်းတယောက်ထဲအားရရှိခဲ့ကဆေးရုံတင်ထားရပြီးတော့ဖန်းစီရမင်းသူကိုစစ်ဆင်နေလို့အုတ်ချုပ်ရင်းနဲ့နှိမ့်ဆက်တဲ့တဲ့ရင်မြင့်ကပြောပါရီး ဖန်ဆင်းရမင်းသူမှာချမ်းမြတာစီမျိုးနဲ့ကအသက်30အရွယ်အောင်မျိုးနိုင်ဖြစ်ပြီးကြောက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်တယ်လို့ကနဦးသိရပါတယ်။လက်တလုံးမှာဖန်ဆင်းရမင်းသူကိုစစ်ကောင်စီလက်အောက်ခံပြည်ဦးလွင်မျိုးမှာရဲစခန်းကစစ်ဆင်းနေပြီးလွတ်မြောက်တော်သူကိုတော့စစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေနေကြပါရဲ့ရှင်။ ရခတက်တော် A ကရခိုင်ပြည်နယ်ပဲခူးတိုင်းမကွေးတိုင်းအေယဝတီတိုင်းတို့မှာဖြစ်ပေါ်တဲ့တိုက်ပွဲအတွင်းအလံဖြူလက်နက်ချသူနဲ့ဖမ်းဆီးရမိသူ80ကျော်ရှိတယ်လို့ A ကနှဝင်ပါလစစ်တရဲနေမှာထုတ်ပြန်ပါတယ်။ ။နဝေမာလာ၈ကို30ရက်တွင်မှကပါစ76အနေတိုက်ပွဲတွေအတွင်မှစကခ30လက်အောက်ခံခမရ36တင်းနဲ့ခမရ363တင်းရင်းတွေကတပ်သား၁၆၀ပဲခူးတိုင်းပထောင်မျိုးနဲ့ညောင်ကျိုးကြော့အနေကတိုက်ပွဲတွေမှာအလန့်ဖြူထောင်ကတက်ပြဲပြီးတော့လက်ရဖန်စီရာမီသူ၁၀ယောက်ရှိခဲ့ပါတယ်။ ။နဝင်ဘာလ9ရက်နေ့မှာလည်းပဲခူးတိုင်းပတောင်းမြို့နယ်ကပ္ပစ16အနီးရင်ဆိုင်တိုက်ပွဲတွေအတွင်မှာခမရ363တရင်ကစကားစတပ်ဖွဲ့ဝင်၄ယောက်ကိုလက်ရဖမ်းဆီးရမင်းခဲ့တယ်လို့နေရီကန်ဘူဟာကုံတိုက်ပွဲမှာလည်းဒုတက်ချက်မြို့မင်းထွန်းဟာ AAC အလင်းဝင်ရောက်ခဲ့ပါတယ်။ အောက်တိုဘာလ3ရက်နေ့ကနေနဝင်ဘာလ9ရက်နေ့အတွင်းအေရာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေမျက်နှာမြို့နယ်တွေမှာဖြစ်ပေါ်တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကထွက်ပြေးလာပြီးအရခတက်တော်စီဖန်စီခံရသူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်တင်မှာပါရှိပါရရှင်။ ်စကိုင်းတိုင်းကနေမြို့နယ်အရှိချမ်းဝမနာဆင်အောင်ကိုစစ်ကောင်းစီတက်ကနဝေမာလာစစ်တရက်နဲ့မနက်9:00နာရီမှာဆက်တက်လေထီနဲ့ဘုံကျေးတိုက်ခိုက်တော်လို့အနည်းဆုံးပြည်သူ၈ယောက်သေဆုံးပြီး90ကျော်ထိခိုက်ဒဏ်ရာရရှိတော်ရဲလို့ဒေသခံတွေစီကသိရပါတယ်အဲ့ဒီစေယုံဟာကနေမြို့နယ်အရှိချမ်းကပြည်သူတွေကိုဆေးကုသပေးနေတဲ့စေယုံတွေုံဖြစ်တယ်လို့လည်းသိရပါတယ်။ဝိမနာစေယုံကိုစစ်တပ်ကဘုံသီးချတိုက်ခိုက်တာကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်မှုမလုပ်သေးပါဘူး။ ကနေမြို့နယ်တန်ရဲတခုကရဲဘော်တယောက်ကတော့ဒီတဲ့င်းကအတီးဖြစ်ပါတယ်ဒီသတင်းကိုသတင်းမတင်ရဘူးလို့တာဝန်ရှိတဲ့သူတချို့ကပြောနေလို့ပါ။ဘာကြောင့်သတင်းမတင်ရလဲတော့ကျွန်တော်တို့လည်းမသိဘူးလေ။သတင်းကတော့အတီးဖြစ်ပါလေလို့ပြောဆိုခဲ့ပါတယ်။ နဝေမာလာဆီယန်နေကလည်းကနေမြို့နယ်အနီးတပင်းမြို့နယ်အတွင်းကဆက်ပြချင်းရော်နဲ့ကျွန်းတော်လေးရော်ကိုစစ်တပ်ကလေရင်သုံးစီးနဲ့ဘုံကျည်ပစ်ခတ်တာတွေပြုလုပ်တော်တာကြောင့်ဆက်ပြချင်းရော်ကပြည်သူစစ်တရကျွန်းတော်လေးရော်က၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆက်ပြချင်းရော်ကလူနေအိမ်၃၀နဲ့ကျွန်းတော်လေးရော်ကလူနေအိမ်၈လုံးပျက်စီးခဲ့လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းမြမထိုင်းနေဆက်မောတောင်မြို့မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်မောတောင်မြို့အပအဝင်အနည်းရှိကျော်တွေကဒေသခံတွေစစ်ဘေးရှောင်နေရှာရဲလို့ဒေသခံတွေကပြောပါရယ်နဝင်ဘာလ10ရက်နေ့ည7:00နာရီခွဲဝန်းကျင်လောက်မှာ မောတောင်မြို့အနီးနားဝန်းကျင်မှာရှိတဲ့ကျော်ရီတွေကိုစစ်တပ်ကအကြောင်းမဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာပါလို့ဒေသခံတယောက်ကပြောပါတယ် အဲ့ဒီလိုပြစ်ခတ်တာကြောင့်မောတောင်တစ်မျိုးလုံးကလူတွေကထိုင်းနိုင်ငံပကြော့မြို့ထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီးတချို့ကတော့အနီးအနားဝန်းကျင်မှာရှိတဲ့ဥယျာဉ်ခြံမြေတွေမှာရှောင်နေကြရတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းစိုးရိမ်နေရတယ်လို့ဆိုပါတယ်လက်ရှိမှာတော့မောတောင်မြို့အနီးနာဝန်းကျင်မှာစစ်တပ်နဲ့ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစစ်ရဲတင်းမာနေလို့ဒေသခံတွေကတဆင်သိရပါတယ် ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစီရဲအခြေအနေကိုသိရှင်းနိုင်ဖို့ကရင်အမျိုးသားအစည်းအရုံး KAU တက်မဟာလေတနင်္သာရီမြို့နယ်ဥက္ကဋ္ဌဗဒုံညာဘောကို DPP အနေနဲ့ဆက်သွယ်မေးမြန်းဖို့စူးစမ်းနေစေဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းပြည်ဥလွင်မြို့နယ်ရက်ွက်ကြီး၃မန္တလေးလာရှို့သောကာလန်ဘေကနိုင်စင်အနှင်းဖွင့်ထားတဲ့အောင်စပေစိန်ရွှေရတနာဆိုင်မှာနွေမာလာစနေရက်နေ့ဒီကနေ့မနက်ကဓမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီးဆိုင်လုံကျုံရဲဝန်ထမ်းတယောက်တေဆုံးကဓမြတိုက်သူတယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့မြို့ခန့်တွေစီကသိရပါတယ် ဒီကနေ့မနက်၈နာရီခွဲက Honda Fit Cycle နဲ့ရောက်လာတဲ့အမည်မသိအမျိုးသား၂ယောက်ကရွှေဆိုင်အတွင်းကုန်ဝင်လာကတနက်ပစ်ဖောက်ပြီးဓမြတိုက်တာကြောင့်ဆိုင်ဝလုံးကျုံရင်ဝင်ထဲတယောက်တေဆုံကရွှေတွေကိုယူတော်တာပါလို့မြို့ခင်ကပြောပါရယ်။တနက်နဲ့ပစ်ခတ်ခံရလို့ဆိုင်လုံးကျုံရင်ဝင်ထဲဥစဉ်ဝင်တေဆုံပြီးဆိုင်အမျိုးသမီးဝင်ထဲတယောက်ထဲအားရရှိခဲကဆေးရုံတင်ထားရပြီးတော့ဖန်စီရမင်းသူကိုစစ်ဆင်နေလို့အုတ်ချုပ်ရင်နဲ့နှိမ့်ဆက်တဲ့တဲ့ရင်မြင့်ကပြောပါရယ်။ ဖန်ဆင်းရမင်းသူမှာချမ်းမြတာစီမျိုးနဲ့ကအသက်30အရွယ်အောင်မျိုးနိုင်ဖြစ်ပြီးကြောက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူဖြစ်တယ်လို့ကနဦးသိရပါတယ်။လက်တလုံးမှာဖန်ဆင်းရမင်းသူကိုစစ်ကောင်စီလက်အောက်ခံပြည်ဦးလွင်မျိုးမှာရဲစခန်းကစစ်ဆင်းနေပြီးလွတ်မြောက်တော်သူကိုတော့စစ်တပ်နဲ့ရဲတွေကပိတ်ဆို့ရှာဖွေနေကြပါရဲ့ရှင်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲမှာနိုဝင်ဘာလ9ရက်နေ့ညနေ6နာရီခွဲဝန်းကျင်ကစစ်ကောင်စီတပ်ဖက်ကပစ်ခတ်လိုက်တဲ့နက်နက်ကြီးကြေးကြရပေါက်ကွဲခဲ့တာကြောင့်ကလင်းငယ်တရအပအဝင်3ရောက်သေဆုံးသွားခဲ့တယ်လို့ကုညင်ဆောင်ရွက်ပင်းနေသူတွေစီကသိရပါတယ်။နထိုးကြီးမြို့နယ်လူသားဆန္ဒတာဝန်ခံကိုရဲသွင်းနေကနထိုးကြီးမြို့ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့နနွင်းတော်ဘိုးရော်တွေကိုစစ်ကောင်စီဖက်ကပစ်ခတ်လိုက်တဲ့နက်နက်ကြီးကြေးကြပြီးပေါက်ကွဲခဲ့တာကြောင့် ခလင်းငယ်တရားအပါဝင် ပြည်သူ၃ယောက်သေဆုံးတော့တယ်။တယောက်ကလည်းဒဏ်ရာပြင်းထန်တယ်လို့ဒီဘူဘီကိုပြောပါတယ်။တေဆုံးသောသူတွေဟာနနေတော်ဘိုးကျော်မှနေထိုင်ကြပြီးမိသားစုဝင်တွေဖြစ်ကြတဲ့ သက်6နှစ်အရွယ်ယောက်ျားလေးတယောက်အပြင်အသက်80အရွယ်ဦးငွေရှင်နဲ့အသက်60အရွယ်ဒေါ်ထွေးတင်တို့ဖြစ်ကြပြီး အသက်50ကျော်အမျိုးသမီးတယောက်ကတော့ဝမ်ဘိုက်ပေါက်ထွက်တရားရရှိခဲ့လို့ဆိုပါတယ်နထိုးကြီးမြို့နယ်အခြေစိုက်တော်လေတပ်ဖွဲ့ဝင်တယောက်ကတော့လက်ရှိစစ်ကြောင်းတွေရှိပေမဲ့တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ဆိုပါရရှင်။ ခင်းဦးမြို့နယ်ရှာတော်ရော်ကိုစစ်တပ်ကနိုဝင်ဘာလ17ရက်နေ့မနေ့မနက်ပိုင်းကစစ်ကြောင်းထုတ်ဝင်ရောက်လာလို့ဒေသခံတွေနေရဆုံးခေါ်ထွက်ပြေးနေကြရတယ်လို့ကြေညာသားတွေကပြောပါတယ်။ကမ်းမလူမြို့နယ်ဝက်တိုရော်ကထွက်လာတဲ့အင်အားတရာကျော်ပါတဲ့စစ်ကြောင်းကကြေညာတွေကိုထိုးစစ်ဆင်နေတာဖြစ်ပြီးပြည်သူတချို့ကိုလည်းဖမ်းဆီးထားတယ်လို့သိရပြီးဒေသခံတွေအကုန်ထွက်ပြေးနေရတယ်လို့ရှာတော်ရော်သားတယောက်ကပြောပါတယ်။လက်ရှိအဲ့ဒီစစ်ကြောင်းကရှာတော်ရော်မှာရှိတဲ့ဘုံကြီးကျောင်းမှာ ထိုင်ချထားပြီးပြည်သူတွေဒုက္ခရောက်အောင်အခုလိုတင်းနဲ့ရှိတ်သိမ်းချိန်ကာလမှာစစ်ကြောင်းထိုးတာဖြစ်ကရိတ်ခါရဲလူယူဖို့အတွက်ထွက်လာတာဖြစ်နိုင်တယ်လို့ခေဦးဒေတာခန်ကောက်ဝဲခေါင်းဆောင်တယောက်ကပြောပါတယ်။ရှာရော့ယော်ဟာအင်ဂျီ300ကျော်ရှိတဲ့ကြေးရော်ဖြစ်တယ်လို့ခေဦးမျိုးနဲ့အရှိချမ်းမှာတရှိတဲ့ကြေးရော်လေးဖြစ်ပါတယ်။အနာဒိစစ်တပ်ကနိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တွေမှာခိုင်ဦးမြို့နယ်အခြေခြမ်းမှာရှိတဲ့ပေါင်းအိုင်ရော်ကိုလေရင်နဲ့ပုံကျဲမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရဲ့ရှင်။ ထိုင်းနိုင်ငံရနောင်းမြို့လာဝကရုံကပြည်တဲ့ကြခံရပေးလို့ရက်စစ်မြန်မာနိုင်ငံသားအယောက်60ကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကမြန်မာနိုင်ငံကော့တောင်ဘက်ကအာဏာပိုင်တွေကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ကော့တောင်ဒေသခံတွေကပြောပါတယ်။ရနောင်းမြို့ပန်နာရက်ကွက်မှာရှိတဲ့အကောက်ဝန်လေးစိတ်ကတဆင့်အချုပ်သားအယောက်60ထေကအမျိုးသားတွေကိုပဲမြန်မာအာဏာပိုင်တွေဘက်ကကားတွေနဲ့လာရောက်ခေါ်ဆောင်တော့ပြီးအရင်လိုစစ်ကားတွေနဲ့လာခေါ်တာမျိုးမဟုတ်ပဲအရက်ဖက်ကားတွေနဲ့လာခေါ်တာဖြစ်က အဲ့ဒီလူတွေကိုတက်ထဲမှာယာယီထားနိုင်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အရင်ကထိုင်းဘက်ကြံကပြန်လည်လွေပြောင်းတဲ့မြန်မာနိုင်ငံသားတွေတဲကအမျိုးသားတွေကိုငွေကြေးနဲ့ပြည့်ရွေးခိုင်းတာရှိပြီးတချို့ကိုတော့စစ်မှုထမ်းတဲ့ထိပ်ပြီးအမျိုးသမီးတွေကိုတော့ထိန်းသိမ်းရေးစင်တာမှာထားတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရနောင်းလာဝကချုပ်ထောက်ကနေအခုတပတ် အတွင်းနေရက်လွေပြောင်းပို့ဆောင်နေတာနှစ်ကြိမ်ရှိပြီးဖြစ်ပြီးပြီးခဲ့တဲ့နှဝင်ပါလ9ရက်နေ့ကအချုပ်သားအယောက်48ယောက်ကို ကော့တောင်ဘက်ကနေတစ်စစ်မြန်မာအာဏာပိုင်တွေစီပြန်လည်လွှဲပြောင်းခဲ့ပါသေးတယ်ရှင်။ မွန်ပြည်နယ်ရေးမြို့နယ်ကျောင်းရော်ကျောင်းမှာတိုက်ပွဲဖြစ်ပေါ်နေပြီးအမှတ်961ချင်းမြန်တက်ရင်အရာရှိလိုင်းခန်းကိုရေးဘလူးအဖွဲ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ခဲ့လို့ရေးဘလူးတပ်ဖွဲ့ဝင်တွေကပြောပါရင်းနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကရေးမြို့နယ်ကျောင်းရော်ကျောင်းမှာရှိတဲ့စစ်တပ်ရဲ့ကဲပုံးနဲ့ရေးဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ကရေးဘလူးအဖွဲ့ကခမာရ961တက်ရဲထင်းမှာရှိတဲ့အရာရှိလိုင်းခန်းကိုလက်နက်ကြီး RPG နဲ့ပစ် ်ခတ်တိုက်ခိုက်ခဲ့တာလို့ရေဘလူးအဖွဲ့ရဲ့တရင်မူကပြောပါတယ်။စစ်တပ်ဘက်ကလည်းပြန်လည်ပြစ်ခတ်တာမျိုးရှိပြီးတိုက်ပွဲဖြစ်ပေါ်ခြင်းမိနစ်20လောက်ကြာမြင့်ခဲ့ကတော်လေရဲ့တပ်ဖွဲ့တွေဘက်ကထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အခုတိုက်ခိုက်မှုမှာစစ်တပ်ကထိခိုက်မှုကိုတော့ဒီပူပီအနေနဲ့တည်ကြားအတိမပြုနိုင်သေးပါဘူး။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကလည်းရဲမော်လမြိုင်ကာလန်မာနဲ့နင်းစုံကျောက်အဝင်းကစစ်တပ်ရဲ့စစ်တပ်နဲ့ DKBA ပူးပေါင်းစစ်ဆေးရေးဂိတ်ကိုရဲဘလူးတော်လရဲ့တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် DKBA တက်ဖွင့်ဝင်တချို့ထိခိုက်ခဲ့လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့အခြေဆိုင်စစ်တပ်ရဲ့ရွှေမင်းကန်ရေတပ်နဲ့အမတ်စစ်နစ်ရေတပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပေါက်တုံးမြို့နယ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ခလင်းရအပောင်ဝင်းအရက်သား6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ် စစ်တပ်ကနိုဝင်ဘာလ7ရက်နေ့နေ့လယ်12နာရီခွဲမှာလက်နက်ကြီးတွေနဲ့ပေါက်တော်မျိုးနဲ့ငပီကျွန်းကြေးော်နဲ့အနီတဝိုက်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပေါက်တော်မျိုးသရေရော်မှာလက်နက်ကြီးကြေးလေးလုံးနဲ့ငပီကျွန်းကြေးော်မှာနှလုံးကြရပေါက်ကွဲခဲ့တယ်လို့ပေါက်တော်ဒေသခံတွေကပြောပါတယ် အဲ့ဒီပြစ်ခတ်မှုကြောင့်ပေါက်တော်မျိုးမှာကလင်းနေရအပေါင်းဝင်အရက်သား6ယောက်ထိခိုက်တရားရရှိခဲ့လို့ပေါက်တော်မျိုးခန့်အမျိုးသားတယောက်ကပြောပါရီအဲ့ဒီလက်နေကြီးတွေကိုစစ်တွေအခြေဆိုင်တရင်ကပြစ်ခတ်ခဲ့တာဖြစ်ပြီးတရားရရှိသူတွေတဲ့ကလင်းငယ်တွေက ပြင်းထန်တရားရရှိခဲ့တယ်လို့ဆိုပါရီအနာသိန်းစစ်တပ်ကစစ်တွေနဲ့နေနေမိချင်းထိဆက်နေတဲ့ ပေါက်တော့ပုံနှုံမြို့နယ်တွေကိုစစ်ရဲအရာဖိအားပေးတိုက်ခိုက်နေပြီးအရသာနေထိုင်တဲ့မြို့ရွာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့စစ်ရဲတရင်ရင်းမြစ်တယောက်ကပြောပါရရှင်။